ကိုလေးကယင်တော့မဟုတ်ကိုငယ်ယင်တဲ့သူကိုငယ်ယင်လောက်တာကိုငယ်ပြီးတော့ကိုလေးပေါ့လေခုအခုအဲ့လိုအဲ့လိုအဲ့လိုဖြစ်သွားလို့ရတယ်ပထမတော့နည်းနည်းတော့ကြောက်တာပေါ့လေသူတို့နဲ့တွေ့ရဒါပေမဲ့အဲ့လိုပေါ့ခီခီထွက်ရင်ပြူရင်းနဲ့ကြာတော့လေညအဲ့လိုပေါ့ဆုံရင်ပြူနဲ့ကြာတော့ခင်ခင်သွားကြတာ တော်တော်သူလည်းကျွန်တော်တို့ကိုတန်တန်းဆိုတော်တော်ရှိပါတယ်။ဘာပြောပြောဟိုရန်ကုန်မှာသူ့အနေနဲ့စဉ်းစားမှရန်ကုန်မှာလည်းဘယ်နေအများကြီးပဲလေ။သူတင်းခေါ်တင်းရတာပေါ့။ဒီမှာကျတော့ကျွန်တော်ခေါ်ရင်ဈေးရိတ်တောင်ကုန်ပါသေးတယ်။အဲဒါမဲ့သူကလည်းသူ fee တစ်ခုနဲ့ပေါ့လေ။အဲဒါနဲ့တန်ရောတယ်ရော fee ရောသူကျွန်တော်တို့ပဲခေါ်ခေါ်တည်ရပါဟုတ်။သူကပေါ့ကိုလှိုင်ဦးမော်နဲ့လည်းခွေပါလေလို့တော့ကျွန်တော်လည်းတည်တော့ပါကျွန်တော်တွင်းလာပါလေတည်တော့အဲတီးရင်ပြင်တော့ဘာတော့ဗမာတမ်းပဲအဲ့ဒါလေးဆန့်လုံမယ်ဆိုကျွန်တော်တော့ဟာဘလို့ဖြစ်သွားပါလေဆိုရောစဉ်းစားနေအဲ့ဒီပုံလေးကိုဆိုင်းပြီးလုပ်လိုက်အဲ့ဒီအဲ့ဒီပုံလေးပေါက်သွားတာ အပေါ့တော့တော့နောက်ပိုင်းအဲ့စတီဗိုသိမ့်မဆိုတော့ဘူးအဲ့ဒါတွေပဲဗမာတွေပဲများပြီတော့ရှော့အဲ့လိုအဲ့လိုပေါ့မိုနိုပေါ့မိုနိုတွေဝိုင်းစတင်းရတယ်နောက်ပိုင်းသူ့ဟာသူ့လက်ဒါနဲ့အကျိုးပေးတယ်ခေါ်တော့ပေါ့လေဟိုဟာအဲ့ရပြီးတော့အဲရောနည်း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 ခင်းပါလဲမသိဘူးအဲ့နည်းနည်းခင်းအလင်းရောက်ပြီးတော့အဲ့မျိုးတွေပြီးတော့အလှူတော်မင်္ဂလာတို့ပြီးတော့အဲ့ဂျာဗျူတို့အများကြီးပါပဲဟုတ်တယ်ဟုတ်တယ်သူကဂျာဗျူတို့ဒီဟိုဟာပြီးတော့တောင်သမန်အင်းရဲ့ကဗျာပေါ့ အများကြီးအများကြီးပါသူပေါက်တဲ့တော်များများတော့သူကဘောင်းလင်းရဲ့မိချောလောက်ပဲအဲဒီသစိမ့်ဆိုပန်လေးရတီးတာကျွန်တော်ကတော့သူကြတော့ဗာပြောတော့ကျွန်တော်ကသူချင်းဆိုရင်တော့တော်များများတော့ကျွန်တော်ပဲ arrange လုပ်တော့များပါတယ်သူကလည်းကျွန်တော်ပဲဟိုကျွန်တော်ပဲလုတ်ခိုင်းပြီးကိုပဲလုတ်ပါပါညာနဲ့အကုန်လုံးအခုချိန်ထိပါပဲသူတီးထားရှီသေးတယ်ရှင်းတယ်အများကြီးပဲသူမထုတ်ဖြစ်သေးလို့ ဘန်ဘန်နေရတော့ဒီလိုပါပဲအဲ့လိုကဘယ်လိုခေါ်လို့လဲဘန်ရဆန်းပေါ့ဆန်းဆိုတာရှိတယ်ပေါ့ကျွန်တော်ရှေတော့ကျွန်တော်မြင်ခဲ့တဲ့ဘန်တွေမှာလည်းအဲ့လိုပေါ့အဲ့တို့သူတို့တကယ်ဖြစ်ချိန်တန်တဲ့ချိန်ကြရင်ဒါကလုံးဝအဲ့ဒါတားလို့မရဘူးပေါ့နော်ကျွန်တော်ရှေ့မှာလည်းလေးစီးဆိုလဲတောက်လျှောက်လေးစီးတောက်လျှောက်တီးရတာမတီးပြီးအဲ့ပြီးတော့တခိပြီးသွားပြန်တော့ဒီလိုပဲနောက်ဘန်တွေအစ်စ်တွေအစ်စ်တွေပေါ့ဒါတော့နေရာမှာသဘောတရားကြီးပါပဲဟုတ် ဆန်းဆန်းရတယ်လို့ပါပဲရင်တော့ကသူကအဲ့တော့တထွေးတော်နဲ့လာမြေသူတင်းတာပဲတင်းရတယ်တော့ပိုင်းအဲ့လိုပါပဲသူလည်းအပြောင်းလဲလေးလုပ်ချင်တော့အဲ့လိုပေါ့ကျွန်တော်လည်းတင်းမယ်တင်းရတယ်သူသူတချင်သူကတော့အဓိကသူ့ performance ပုံ ပြောင်းကျင်တာပေါ့လေသူ music ပုံစံပြောင်းကျင်တော့သူကအဲ့ဒါအဲ့ဒါကိုလုပ်ချင်တာလုပ်ချင်တော့အဲ့ အဲကျွန်တော်တို့ကဒီဟိုတော့ဒီဟိုဘောဘန်မျိုးစစ်ဘန်ဆုံးနဲ့တီးမယ်ဆိုရင်လုံလုံရေးရနေသူကနောက်ပိုင်းအဲ့ဒီဖီးကြိုက်သွားပြီအဲ့လိုဘန်နဲ့ပဲသွားတော့တာဆန်းဆန်းအဲ့အဲ့လိုနဲ့တွဲပြစ်သွားတော့ဟုတ်ဟုတ်သူမွေးနေပဲကတော်တော်များများတီးပြစ်ပါလေကျွန်တော်ကဆိုအဲ့ဒီတော့အဲ့ရှထွတ်တင်ထင်တာရှထွတ်တင်လို့အဲ့ဒီဟိုကကန်တော်ကြီးညွန်စင်းကျုံအဲ့မှာလောက်တာများလာသူကဟုတ်အင်းအဲ့လိုတော့တိတ်လူကြီးတော့တိုင်းမလို့ပါဘောကိုလည်းဗာပြောပြောတချင်းငယ်တဲ့အဆုံနှားထောင်းတော့ ဝတီလည်းကြိုက်လိုက်တာကိုတိုးလည်းကြိုက်တယ်ကွန်မက်တွေအကုန်လုံးဒီကိုလမ်းမိုးတို့ ਆ ဆာဒါနဲ့ကျွန်တော်တို့ကြီးပြင်းလာတာမျိုးစစ်ကဘာလာလာတော့ဟိုဟိုဘယ်လိုခေါ်မလဲကြိုက်တဲ့ထက်ပါပါတယ်ဒါကြီးမကြိုက်ဘူးကွာဒါမျိုးစစ်ချင်းကမကြိုက်ဖက်တီးနေတာအဲ့လိုတော့မရှိပါဘူးစတီရာသူကတဏ္ဍာခါလေးနဲ့မောက်ချစ်သူလားမသိဘူးညနေနေတယ်ကျတော့တချင်းသိမ့်နာမမမပြီးတော့ညနေနေနေပဲသိတယ်အဲအဲ့တချင်းကသူကကျွန်တော်ကဟိုဘောကိုလှိုင်ဦးမော်နဲ့လောင်းနေခွေပါလေလို့တော့ကျွန်တော်လည်းတီးတော့ပါကျွန်တော်တွင်းလာပါလေတီးတော့ တီးရင်ပြင်ရတော့ဘာမှတော့မဲ့အဲ့ဒါလေးဆန်းလုံးမယ်ဆိုကျွန်တော်တော့မှဟုတ်လို့ဖြစ်သွားပါလိမ့်ဆိုပြီးတော့စဉ်းစားနေအဲ့ဒီပုံလေးကိုဆန်းပြီးလုပ်လိုက်တော့အဲ့ဒီအဲ့ဒီပုံလေးပေါက်သွားတာပေါက်သွားတော့သူကနောက်ပိုင်းအဲ့ဒီစတီရိုတိတ်မဆိုတော့ဘူးအဲ့ဒါလေးပဲဗမာလေးပဲများပြီးတော့ရှောက်အဲ့လိုအဲ့လိုပေါ့မိုနိုပေါ့မိုနိုလေးကတီးရင်ကလေနောက်ပိုင်းသူကသူကလက်ထာနဲ့ကျိုးပေးတယ်ခေါ်တော့ပေါ့လေဟိုကအဲ့ရပြီးတော့အဲရောနည်း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 ခင်းပါလည်းမသိဘူးအဲ့နည်းနည်းခင်းအလင်းရောက်ပြီးတော့အဲ့လိုမျိုးလေးပြီးတော့အလှူတော်မင်္ဂလာတို့ပြီးတော့ အဲဂျာဗျူတို့အများကြီးပါပဲဟုတ်တယ်ဟုတ်တယ်ဒီဂျာဗျူတို့ဒီဟိုပြီးတော့တောင်သမန်အင်းရဲ့ကဗျာဟိုအများကြီးအများကြီးပါသူပေါက်တဲ့တော်များများတော့သူကဘူအောင်လင်းရဲ့မိချောလောက်ပဲအဲဒီသစိမ့်ဆိုပန်လေးရတီးတာကျွန်တော်ကတော့အတူကြတော့ဗာပြောတော့ကျွန်တော်ကသူချင်းဆိုရင်တော့တော်များများတော့ကျွန်တော်ပဲ arrange လုပ်တော့များပါပဲသူကလည်းကျွန်တော်ပဲဟိုကျွန်တော်ပဲလုတ်ခိုင်းပြီးကိုပဲလုတ်ပါပါညာနဲ့အကုန်လုံးအခုချိန်ထိပါပဲသူတိထရှိသေးတယ်ရှင်းတယ်အများကြီးပဲ သူမထုတ်ဖြစ်တယ်လို့ချစ်တယ်လဲကျွန်တော်တိတာပဲဟုတ်တယ်ဟုတ်တယ်ကန်ဆက်တာအများကြီးပဲသူဟာသူဟာနည်းနည်းများတယ်စိတ်မမဖြစ်ဟာသူပြောဆိုတာကြိုက်ပါလို့ဆိုတော့ကျွန်တော်သုံးကတော့နည်းနည်းဟိုဘယ်လိုခေါ်မလို့ကန်ဆက်တယ်ပြောပါပေါ့နော်ကျွန်တော်မနှောရတဟောင်းရပေါ့တဟောင်းလည်းအဲ့တော့သူကပါတီလိုမဖြစ်ဟိုပါပေါ့လေသူစပြီးတော့လုပ်တဲ့ချိန်မှာသူလည်းဒီလိုဒီလိုအချင်းနဲ့သူရေးရေး ရင်းပြောနေတယ်အဲ့လိုပဲဟိုကလည်းဂရုံးလို့ခေါ်တာကျွန်တော်တို့သူမနှောကလည်းဂရုံးလို့ခေါ်တော့ကိုမနှောအဲ့ဒါချင်းလေးရှိတယ်လုံရင်တော့သူလည်းယူးယူလာပြီးသူကဆိုပြကျွန်တော်လုံရင်တချင်းတော့အများကြီးပဲလူဒီမိုးလေးလုံရင်လုံရင်နေနောက်ပိုင်းသူနဲ့ကျွန်တော်သုံးဒီတော့ဗန်ရောပေါ့လေသုံး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 ပလေအဲ့လိုတွဲပြစ်သွားရင်တချင်းကကန်ဆက်တယ်ခေါ်မှာပေါ့တောက်လျှောက်အဲ့လိုအဲ့လိုတွေဖြစ်ကုန်အောင်မြင်သွားတော့ပေါ့ဟိုနေ့ကကိုကျွန်တော်တပုတ်တယ်လိုက်သေးတယ်သူကတော့ဒီအပိုင်းလေးမြတ်သူထရမ်လာမသိအဲ့လိုကြိုက်လို့ဆိုပြီးတော့တပုတ်ချစ်တဲ့ချင်းလေးပါပဲ အချင်းတည်လို့ရအောင်ခင်ကတော့ရန်ကုန်ဘန်းရန်ကုန်ဘန်းတော့တိတ်မရှိပါဘူးကျွန်မန်လေးပဲများတော့ပဲကျွန်တော်တော့တစ်ချစ်တစ်ချစ်သူလို့ကျွန်တော်တီးဦးခဲ့တာတစ်ချစ်သူရင်မွန်အများကြီးပါပဲဗမာဝိုင်းတွေရောအဲ့လိုပေါ်ဆိုင်ရောအစုံတော့ဆုံပဲဘယ်အဲ့လိုကြီးတော့ဟိုတအားကြီးတော့မမမမမီတော့ဟုတ်တီးဖြစ်ပါတယ်ဟိုခင်ကပါကဟိုလောက်နေမှာပါ2000ဟို96 96 2000ဆိုရင်မဟုတ်96လောက်ကဖြစ်မယ်အဲ့တော့မန်လေးဒီရောပါလေဟို တကြမ်းတွေကတီးကြတယ်ပေါ့ပြီးတော့အစိုးပြိုင်ပွဲတွေပါရေးတီးကြရင်လည်းအဲ့တော့ဒွင်းလာပါဆိုမရှိသေးပါဘူးဒီလိုပဲစုရင်းဖွဲ့ရင်းနဲ့မှခြေကောက်တီးကြရင်ရတယ်ပေါ့ကဲနံပါတ်လေးတစ်ခုပေးမယ်ဆိုရင်ကျွန်တော်ကျွန်တော်ပဲပေးခဲ့တာပေါ့လေနံပါတ်လေးကအဲမြေသားမြေသားဖြစ်မယ်အစိုးပြိုင်ပွဲအဲ့မှာအဒွင်းလာပါဆိုနံပါတ်လေးပေးမယ်ဆိုပြီးအဲ့လိုပေးရင်တီးပြရတယ်တီးပြသွားရင်လည်းဒွင်းလာပါနံပါတ်ဇက်တိုက်တီးခဲ့တာပေါ့အခုတော့ ကိုဗစ်ဖြစ်ပြီးတော့ကျွန်တော်လည်းရံဝန်မဆင်းနိုင်တော့ဘူးမဆင်းနိုင်တော့အကုန်လုံးလည်းဟိုသူတို့လည်းသူတို့ရက်တီမှုအတွက်ပေါ့အဲ့လိုသူကသူဆက်လွန်နေကျွန်တော်လည်းဒီမှာတော့ဒါပေမဲ့စိတ်ကူးလေးတော့ရှိပါရဲ့ဒါပေမဲ့ဒီလူတွေတိုင်းတော့ဖြစ်ချင်မှဖြစ်ပါပေါ့လေအဲ့တော့ကျွန်တော်ဟိုနှစ်ယောက်ပြင်လည်းဖြစ်မယ်သုံးယောက်ပြင်လည်းဖြစ်မယ်အဲ့လိုလေးကျွန်တော်ပြန်ပြီးတော့ဒီဘက်ကပြန် run ဖို့စိတ်ကူးလေးတော့ပေါ်နေလို့အဲ့အဲ့လေးတခုတော့ရှိပါတယ်ဟုတ်နာမည်ကတော့နာမည်ကတော့ရှိမှာပေါ့ဒီတော့စားစားလည်းမန်လေးရတော့ဒါကျွန်တော်ပြန်တိုင်းမန်လေးနေတဲ့ဘန်ပေါ့လေတကယ်တော့ဇန်နဝါရီ အဆင်းလို့တီးပြစ်လို့ရန်ကုန်ပြန်ပြီးတီးပြစ်မယ်အချိန်ဖန်လာရင်တော့အဲ့လိုအဲ့အဲ့နာမည်နဲ့တော့ကျွန်တော်ပြန်လုပ်မယ်လို့စိတ်ကူးလေးတော့ရှိတယ်ဟုတ်အဲ့ပေးရတာဟုတ်ပါတယ်ဟိုကတော့နာမည်ပေးရတော့ကျွန်တော်စပြခဲ့ရောဟုတ်อืมဟုတ်ပါဒီလေးရောက်ပါပဲအဲတော့တော့ကိုဗစ်မဖြစ်ခင်တော့နည်းနည်းများတော့ပွဲလည်းများကျွန်တော်လည်းဆင်းပြည့်တယ်ကိုဗစ်ဖြစ်ပြီးမှသာနည်းနည်းအဆက်ပြတ်ကုန်ညာဟုတ်ဟုတ်ရှိပြီကျွန်တော်ဘာလို့အစတီးတာ70အောင်ပြီအဲ80 90လောက်ကစတီးတာ ြည်ရအဲအပြီးတော့တောက်လျှောက်ပဲကျွန်တော်အဲအစုံပဲဗမာဝိုင်းတွေရောအကုန်လုံးအဲဇက်တွေပါလဲအကုန်လျှောက်လိုက်လိုက်ပြီးတော့နောက်ပိုင်းကျမှဒီမြို့ပေါ်ပဲအဲ့လိုပါဗမာဝိုင်းနဲ့ဘုံနဲ့မှာတွဲထားတဲ့ဝိုင်းလေးတင်းရလိမ့်မှအဲ့လိုစုပဲရောက်တာဟုတ်ဟုတ်တယ်ဟုတ်တယ်ညာကျွန်တော်မန်းလေးပါပဲအခြေချတော့ဗောလေနောက်ပိုင်းကျမှအဲ့လိုရန်ကုန်တင်းတင်းနဲ့တော့ဆိုရင်လည်းတော်တော်များများဒီလာရောရန်ကုန်စင်းမာလာပါ냐ဗောသူတို့လည်းပြောကြရင်လည်းစင်းပြစ်သွားတယ်အဲ့နှစ်ပင်ပါပဲဒါပေမဲ့ရောစဲတော့ဒီရောစားပဲများပါလေလည်းပါကျော်လည်း စိတ်မရမ်းပြစ်သေးဘူးလေကျွန်တော်တစ်ခါတစ်ခါဆင်းဖို့ဆိုတော့ကျွန်တော်ဒီမှာလည်းအလုပ်တင်လဲဆိုတော့ကျွန်တော်တော်တော်စဉ်းစားတိတ်မလွယ်ဘူးလေအရင်ကခီးစေးကစားပေါ်ပြန်ချင်ရတာပေါ့ကိုအဲ့ဒီမှာနေမလားနေမယ်ဆိုရင်တော့ပြဿနာမရှိဘူးပေါ့ဒါပေမဲ့နေရင်လည်းကွာဒီဘက်မှာတချင်းအပ်တဲ့လူတွေနဲ့နည်းနည်းပြဿနာလေးရှိတယ်ပေါ့နော်သူတို့လည်းရံကုန်မလိုက်နိုင်အဲ့ဒါလည်းရှိရနောက်ထပ်ကျွန်တော်ကပွဲရှိရင်ပွဲရရှိမှတလားပနပွဲရှိမှရှိရင်ကျွန်တော်ဒီကသွားမဲ့ဇေယိတ်နဲ့ကျွန်တော်တင်းမှနဲ့အဲ့လိုပြန်ချင်ရတာပေါ့ အဲ့အားလေးကြောင့်ကျွန်တော်တော့အဲ့အားလေးကိုချိန်နေရတယ်တိတ်အဲ့ဒီပါဟိုမတဲပြသေးတာပေါ့လေဒီရန်ရန်ကုန်လို့ဖို့ရဟုတ်ချိန်ဟုတ်ဟုတ်အဲ့လိုလေးပဲရှိနေတာဟောဒီလူတွေပါပဲအရင်ကိုလေးစာကိုလေးနဲ့ဒီကိုငယ်ရုံးနဲ့ဒီရဲ့ဟာပါပဲကျွန်တော်ရဲ့ base ကကိုမင်းဟောကအဲဟောကတန့်စင် drum drum တန့်စင် keyboard ကလီယိုဒီလေးယောက်ပါပဲကျွန်တော်အဲ့တော့ overshine တီးတာ ਉਹ overshine တီးကြရင်တဲ့တို့က တို့ကျွန်တော်အဲ့တော့ဘယ်မရှိဘူးမန်လေးမှာမရှိရလို့ပဲ society မှာဆိုရောဒီရင်နဲ့အဲ့ရတို့နဲ့သွားတွေ့ပြီအဲ့နဲ့မင်းတို့တီးပြနိုင်မလားလို့ဘန်လေးတစ်ခုငါငါတီးမယ်ပေါ့လေအဲ့လိုပြောရတယ်ဒါဆိုလည်းတီးမယ်ဆိုရောတီးရင်ပြည့်နေသူတို့ကလည်းအရင်တော့သူတို့ဘန်လေးရှိတယ်အဲ unit ဆိုဘန်လေးဆိုတော့သူတို့လီသမားတွေသူ run နေကြအခုလည်း run ပါလေအဲကျွန်တော်သားတွေကကျွန်တော်ပွဲရှင်ရေကျွန်တော်တို့နဲ့ကဲတော့စားတယ်လို့ကျွန်တော်လီသမားပြောင်းတာပေါ့လေအဲအဲ့လိုလေးလုပ်ပြီးတီးပြနေတဲ့ဆိုင်တီးပြရတယ်ရောအဲတို့နဲ့တွဲမိသွားမတော်ဘူးရန်ကုန်ကအခုကသူတို့လည်းပါမှာ တော်လေးဒီဒီဒီအရင်ဟိုအရင်ဟိုလော့ဖြစ်တဲ့သုံးပါလဲဒီဒီဘန်နဲ့ပါပဲလော့စတာနဲ့ပဲဟိုတခါပဲပထမဆုံးလုပ်တဲ့ပွဲလေးပဲကျွန်တော်တယောက်ထက်သွားလိုက်တာပထမတော့နည်းနည်းတော့ကြောက်တာပေါ့လေသူသူနဲ့တွေ့ရဒါပေမဲ့အဲ့လိုပေါ့ခီခီထွက်ရင်ပြူရင်းနဲ့ကြတော့လည်းညအဲ့လိုပေါ့ဆုံရင်းပြူနဲ့ကြတော့ခင်ခင်သွားကြတာတော်တော်သူလည်းကျွန်တော်တို့ကိုတန်တန်းဆိုတော်တော်ရှိပါတယ်ဘာပြောပြောဟိုရန်ကုန်မှာသူ့အနေနဲ့စဉ်းစားမှရန်ကုန်မှာလည်းဘယ်နေအများကြီးပဲလေသူတင်းခေါ်တင်းရတာပေါ့ ဒီမှာကျကျွန်တော်ခေါ်ရင်ဇေယိတ်တောင်ကုန်သွားသေးတယ်အဲဒါမဲ့ तू ကလည်း तू ဖီးတစ်ခုနဲ့ပေါ့လေအဲတိုင်ဟောစင်ရောဖီးရော तू ကျွန်တော်ပဲခေါ်ခေါ်တည်နေပါဟုတ်ဟောအဲ့လိုတော့မရှိပါဘူး तू ကတော့ရှင်းတယ် तू အဲ့လောက်ကြီးလည်းအများကြီးလည်းဆိုမှာမဟုတ်ဘူး तू ဖီးလာလို့ရှင်းနှစ်မှာ तू သုံးလေးပွဲလောက်ပေါ့အဲ့လောက်ပဲဆိုဖို့များပါတယ်ဘလို့ကြီးလည်းဟိုတလားတစ်ခါလောက်ကြည့်ရတော့ तू သွားမှာမဟုတ်ဘူးအဲ့လောက် ကြိုက်ပါလေငယ်လေးကတော့မှစီးပွားရေးတော့မလုပ်ဖ ೇನೆ ဒါကိုယူသွတ်လို့ဒါပဲတည်လဲခုလဲဒါဒါပဲတည်ပြမှာပါဘာပြောပြောအဲကျွန်တော်လည်းဘယ်လိုခေါ်မလို့အကျိုးပေးအကျိုးပေးတယ်ဆိုပြီးတော့ဘာပြောမှာကျွန်တော်ဒါနဲ့ပဲရက်တည်ပြီးတော့အဲကျွန်တော်ဟိုဂျန်နဲ့စီးပွားရေးဘာမှမရှိဘူးလေဒါနဲ့ပြည်လေတယ်ပေါ့ဟိုသူများထဲအော်ဟိုဘာပေါ့တတိတတိဖြစ်မရောက်တော့ကိုကလည်းကိုကိုဘွားကိုပြောတယ်ဟောဆိုင်နှစ်ရက်တည်တယ်အလောက်ဆိုင်တော့အဲ့ဒါတကယ်ဆိုင်ပါအဲ့ဒါကျွန်တော်ဟိုဘာပေါ့ တဲ့ကြောက်တော့အသက်ကြီးပါလေဟိုကဆိုနိုလင်မက်ဆိုရင်ဟိုနေ့ကိုအောင်တော့ပါဦးနဲ့လောက်သွားတာအဲသူနဲ့ကြာလဲဒါရင်းတော့တွယ်လက်ကရဝတာဝန္နာပါလေအဲ့ဒါသူဆိုင်နဲ့အဘဘရှင်နဲ့နှစ်ဆိုင်လည်းလောက်တယ်အပြင်စည်းဝါးရဲ့ဆိုတော့ညဆိုင်တိအဲ့နှစ်ဆိုင်ပဲရှိတယ်အဲ့တော့မရှိဘူးအိအပွဲရှိရင်တိတယ်အိ recording နဲ့ရက်တိတယ်ဟုတ်စိတ်ကူးတော့ရှိပါတယ်စိတ်ကူးရှိစိတ်ကူးရှိဒါပေမဲ့ဟိုဘောကိုလည်းဒီအလုပ်တွေနဲ့ရှုပ်ရှက်ခါ recording နဲ့ရှုပ်နေတာဆိုတော့တိတ်တော့မလုပ်ဖြစ်သေးဘူးစိတ်ကူးလို့တော့ရှိပါတယ် အဲနည်းနှပုတ်သုံးပုတ်တော့လုပ်မယ်လို့တော့လေဟုတ်အဲ့လိုရရှိတယ်အဲကျေးဇူးတင်ပါတယ်ဘာပြောရအခုချိန်ထိဟိုကဟိုရန်ကုန်ရန်ကုန်လိုင်းတော့မစင်းနိုင်ဘူးပေါ့လေမစင်းမစင်းဖြစ်သေးတယ်ဒီမှာတော့မန်လေးနဲ့ခြေချပြီးအခုကို recording ရနေပြီးတော့တီးရဲ့သချင်းလေးနဲ့တော်များများလဲအားပေးကြတယ်ပွဲလဲပွဲတွေပဲသွားတီးနေကျွန်တော်အဲ့လိုပေါ့တတိယနဲ့နှုတ်ဆက်ကြလို့အားလုံးကျေးဇူးတင်ပါတယ်လို့ပြေးတယ်ဟုတ်